မင်းသားရေကြံတော့ဘုရားချမ်းသာတော့အမေကနိုင်ငံတော်ကိုပြန်ဖို့သွားကြရန်ခိုင်မာစွာတနေ့ရံပြီးပါ၏ခိုင်မာစွာတနေ့ရံပြီးပါ၏ခိုင်မာစွာတနေ့ရံပြီးပါ၏ဒီလိုတမရရောဒါဒီလာကဘယ်လိုလုပ်ဖို့

တိုင်းဒေသကြီးကိုယ်စားလှယ်မဲဆန္ဒနယ်အမှတ်၄ FBDP ကိုယ်စားလှယ်ဖြစ်ပါတယ်ဘီပါတို့ကသိန်းတော်ဖြစ်ပါတယ်ဒီပါတို့ကဒီပါတို့ကလည်းဘီပါတို့ကတော့ဆောက်ပါတယ်ကျွန်တော်ကတော့ပြည်သူ့ပါတီပါတီတိုင်းဒေသကြီးကိုယ်စားလှယ်လောင်းဒီပါတို့ကတော့ဖြစ်ပါတယ်အမှန်အမှန်လေးမဲဆန္ဒမဲဆန္ဒနယ်လေးမှာရှိတဲ့ပြည်သူ့လူထုတွေကျွန်တော်မဲဆန္ဒမဲပေးဖို့ပြေးကြအောင်မိတ္တရဲ့ကောင်ဒီလိုနဲ့ခရိုင် မျိုးသားတော်ကိုလည်းလောက်ဖြစ်ပါလိမ့်မယ်ကျွန်တော် FPTV ကိုကြိုက်ပါတော့နော်ဟုတ်ပါဟုတ်ကဲ့ကျွန်တော်အမောက်ခံချက်ဆိုရဲပါထပ်ပေါ့နော်ကျွန်တော်ဘာကြောင့်မလို့ဒီဒီပါတီကနေပြီးတော့ဝင်ပြန်ရလဲဆိုရယူချက်လို့ရပြပြပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်က2008ခုနှစ်ကနေပြီးတော့2020ခုနှစ်အထိကိုကျွန်တော်တက်မတော်မှာအရာရှိတောင်းဆောင်ရပါခင်ဗျာအဲတက်မတော်သားဘဝနဲ့14နှစ်တောင်းဆောင်ရပါခင်ဗျာဒါပေမဲ့ကျွန်တော်တစ်ထဲမှာနေတဲ့အမေပေါ့နော်ကျွန်တော်ရဲ့ အဲခံယူချက်အရဆိုရင်ကျွန်တော်ကဒီမြန်မာနိုင်ငံကြီးကကျွန်တော်တို့မတိုးတက်တာဒီလက်နက်ကိုင်ဂရိပခါရဲ့အကြောင်းကိုကျွန်တော်တို့အချင်းချင်းပြန်နေဖြစ်နေကြလို့ပေါ့နော်အဲအကြောင်းလို့ပေါ့အဲ့တော့ပထမဆုံးကျွန်တော်စဉ်းစားတာကဒီနိုင်ငံတိုးတက်ဖို့ဆိုရင်ကျွန်တော်တို့ငင်းချင်းရအောင်ဖြစ်မှာအဲ့တော့ကျွန်တော်ဒီပါတီကိုဝင်ရယူတဲ့ကငင်းချင်းရယူဖို့ပေါ့ဒီပါတီရဲ့ဒီပါတီကိုဒီပါတီကနေပဲကျွန်တော်ငင်းချင်းရပထမဆုံးငင်းချင်းရအောင်လို့ကျွန်တော်စူးစမ်းတော့ပါတယ်ပြီးမှကျွန်တော်တို့ဒီတော့ဖွင့်ပြရေးတယ်အခုအဲစစ်ရေးတန်းဒီသူတွေရဲ့ ဒုက္ခရောက်နေတဲ့အခါပေါ့နော်အဲ့ဒါကြီးပေါ့နော်ကျွန်တော်ပြည်ဝတ္ထုပဲလုပ်မယ်ပြင်ကျမ်းစာရေးပညာရေးတွေအဲ့ကိစ္စရေကျွန်တော်တက်နိုင်ဆုံးဒီကုသလလောင်းကုသလတရားအောင်ဖြစ်သွားခဲ့လို့ရှိရင်ကျွန်တော်လုပ်နိုင်တဲ့ဘက်ကနေတော့တက်နိုင်ဆုံးလုပ်ပြီးတော့အဲအခက်ခဲလို့တော့အခုမရှိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ကပထမဆုံးအနေနဲ့ကုသလဖြစ်သွားရင်ကျွန်တော်ကျွန်တော်ထင်တာတော့ကုသလကပြည်သူရဲ့အားလုံးရဲ့ကုသလဖြစ်တဲ့အတွက်ပြည်သူတောင်းလာမှာပေါ့နော်ကုသလကလည်း အဲ့တော့ဒီဒီတော်ချင်းစီရဲ့အကြံလေးနားထောင်ဖို့ကျွန်တော် social media တွေမှာဖြစ်ဖြစ်ဘာမှလည်းကျွန်တော်ရုံးထားတာအဖွဲ့အစည်းခုနေတယ်ဒီဒီတော်ချင်းစီရဲ့ပြဿနာကို face ပြနိုင်လို့ကျွန်တော်အဲ့လိုမျိုးရုံးငယ်လေးဖွင့်လို့ဆိုစဉ်းစားနိုင်တယ်ကျွန်တော်အဲ့လိုမျိုးဖွင့်လက်ပေးတဲ့နယ်ကိုကျွန်တော်ဖွင့်လာပါတော့အဲ့ရနေကျွန်တော်ကတယောက်ချင်းတယောက်ချင်းစီအားလုံးရက်ွက်တယ်ရက်ွက်လာတယ်မပြင်းရရက်ွက်ကြီးနဲ့ဖွင့်ထားတာအားလုံးရဲ့လိုအပ်ချက်တွေကိုတော့ကျွန်တော်သူ့ရဲ့အတောင်နားထောင်ပြီးတော့သူ့လိုအပ်တဲ့အားလုံးကိုကျွန်တော်တတ်နိုင်လို့ပြင်ပြမယ်လို့ကျွန်တော်ပြောထားပါတယ်အားပဲရှိလို့ရတော့ကျွန်တော်ကျွန်တော် ဒီလိုမှာတော့ကျွန်တော်မလုပ်ရဘူးကျွန်တော်အခုတော့ဒီဒီ online ဖွင့်ပွဲလောက်တာတော့ကျွန်တော်ဒီဒီလိုတက်ကိုစာရေးရတော့ပါတော့အဒီဒီကိုနဲ့ပေါ့ကျွန်တော်ပြည်ပြည်လောက်ဆောင်နေတာဆိုတော့အဲအာမခံရဲဆိုတဲ့နေရာမှာပေါ့နော်ကျွန်တော်ကအဲကျွန်တော်ကကျွန်တော်ကဒီလောက်ဖြစ်ခဲ့လို့ရှိရင်ကျွန်တော်ဒီပထမဆုံးနေနဲ့ကျွန်တော်ဒီလူမျိုးပါတာတွေအကုန်လုံးပေါ့နော်အစင်းလာပြီးဘာလို့အခွင့်အရေးရအောင်နိုင်ငံသားနိုင်ငံသားတွေအခွင့်အရေးရအောင်ကျွန်တော်ဆောင်ရွက်ပေးမယ်ကျွန်တော်အာမခံနိုင်တယ် နိုင်ငံသားပြောက်ရတရားရဲ့အခွင့်အရေးတွေပေါ့နော်။အဲကျွန်တော်တို့နိုင်ငံမှာဖြစ်နေရတဲ့ဘာသာရေးပြည်ပခိုင်ဖြစ်ကြတယ်၊လူမျိုးပြည်ပခိုင်ဖြစ်ကြတယ်။ဒီကိစ္စတွေကိုကျွန်တော်ကကျွန်တော်အနေနဲ့ကျွန်တော်ဓာတ်မြင်ရရေးဆိုတော့ကျွန်တော်စဉ်းစားထားပါတယ်။ပြီးရင်ကျွန်တော်ဒီအဲအောက်ခြေတဲ့လူတန်းစားတွေကိုပေါ့နော်။အဲဒီအခြေခံလောက်သာဝင်နိုင်တယ်ပဲဖြစ်ဖြစ်ကျွန်တော်အခြေခံလောက်သာအခြေခံဝင်ဝင်ပေါ့နော်။အဲ့ဒါကိုနိုင်ငံတကာနဲ့တန်းမြှင့်ပြီးတော့ကျွန်တော်အသက်နိုင်ဆုံးကျွန်တော် ဆင်းရဲနေတာပါပဲ။ဒီလိုပါပဲ။ဒီလိုကဥပပါတီကဒီနေ့ဆရာရဲ့မျိုးတော်ဆက်တော်လို့ညံမဲ့ဒီနေ့ဒီမှာဖြစ်ပါဆရာ။ဒီလိုပြည်သူများများအနေနဲ့ကျွန်တော်ကိုလဲဆဲမှုတွေကိုကျွန်တော်တိုက်တွန်းအပ်ပါတယ်။ကျွန်တော်ဒီကိုယ်စလေလောင်းဖြစ်ချင်လို့ဝင်ကြရမဟုတ်ပါဘူးခင်ဗျာ။ဒီနိုင်ငံကိုငြိမ်းချမ်းရစေချင်လို့ခွန်မျိုးတော်တဲ့စေချင်လို့ဝင်ခဲ့တာပါ။ကျွန်တော်လက်ရှိကျွန်တော်တက်လို့မှာတာဝန်ထမ်းဆောင်ရရာတို့ရဲ့အားလုံးကျွန်တော်ဆုံးလုပ်ခဲ့တာပါ။ ျွန်တော်ယာရုကိုရင်ကလေးလည်းရှင်းပြသားပါအဲအားလုံးကျွန်တော်ယာရုရဲ့နေရာကြီးလိုချင်လို့ဝင်တိုင်အောင်လုပ်ပါကျွန်တော်ရင်းချင်းရမှုနဲ့ဒီနိုင်ငံအများကြီးပြည်ပြောင်းလဲဖို့အတွက်ကျွန်တော်ဒီနိုင်ပြီးတော့ကျွန်တော်ဒီပြည်သူပါတီရဲ့ဝန်ကြိုင်မှာဖြစ်ပါတယ်ကျွန်တော်မဲခဲကြပါအောင်လို့ကျွန်တော်အားတိုးအပ်ပါတယ်